အလောမင်္ဂလာပါဖို့ပထမဆုံးလို့ပြောပါတယ်။ကမ္ဘာပလာချစ်စေပွဲရဲ့ဥပပဆောင်ပွဲစဉ်တွေမှာဆိုရင်နာမည်ကြီးရဖြစ်တဲ့စပိန်၊အီတလီ၊အင်္ဂလန်ဒီအသင်းတွေကိုကြည့်မယ်ဆိုရင်ကိုပြက်နိုင်ပွဲတွေကိုစီရှားယူနိုင်ခဲ့တယ်။ပေါ်တူဂီကိုကြည့်မယ်ဆိုရင်တို့ရဲ့အင်ကွင်းမှာဆိုရင်ဟန်ဂေရီကိုတေးသာရရှိခဲ့တယ်။ဒီနေရာမှာစပိန်ကိုကြည့်မယ်ဆိုရင်အိုဆူအီမှာဆိုရင်တို့ရဲ့နိုင်ပွဲထပ်ပြီးတော့ဆက်ခဲ့တယ်။စပိန်ကိုကြည့်မယ်ဆိုရင်အိုဆူတွင်မှာဆိုရင်၄ပွဲကစား၄ပွဲနိုင်ဂျန်ဘီနိုင်ငံတွေအဆင်ဆရာထိပ်မှာဆိုရင် ဆက်ပြီးဥဆောင်နေတာတွေ့ရတယ်။စပိန်ကိုကြည့်မှဆိုရင်ဒီပွဲမှာဆိုရင်ဘူဂေရီယာတို့က 4C နဲ့ဂိုးပြဲနိုင်ခဲ့တဲ့ဒီဝမ်မာဆိုရင်ကျွန်တော်ဒီစပိန်ရဲ့လူစင်ကိုကြည့်မှဆိုရင် နောက်တန်းမှာဆိုရင်ပက်ထိုပေါ်ရိုနော်မန်အမေလာပေါ်ပြီးတော့ဂရီမက်ဒိုတို့ပေါင်းလာတယ်။ကွင်းလက်ကိုကြည့်မှဆိုရင် မီနိုစူပါမန်ဒီပက်ထရီတို့ပွဲထွက်တယ်။တိုက်စစ်ပိုင်းကိုကြည့်မှဆိုရင်အိုယာဆက်ပဲဆမ်မြူရဲပြီးတော့ဘေနာတို့ပေါင်းလာတွေ့ရတယ်။စပိန်ကိုကြည့်မှဆိုဒီပွဲစစ်မှာဆိုရင်တစ်ခါတစ်ခါကိုပြတ်နိုင်မှာတကွယ်အဲရယူခဲ့တာတွေ့ရတယ်။ ီနေရာမှာစပိန်ကိုကြည့်မယ်ဆိုရင်တို့ကဂိုမြဂိုစမြခင်မှာဆိုရင်မဆိုဂိုရရှိဖို့တော့ဂျန်နရိတ်မဆိုရုံးကန်ခဲ့ရတယ်ဒီနေရာမှာဆိုရင်တစ်ခါကဘူဂေးရလိုဘော့ကြောင့်ဂိုလိုလိုဘော့ကြောင့်မဆိုဂိုရရှိဖို့တော့တို့ကစောင့်ခဲ့ရတွေ့ရတယ်ဒီနေရာမှာဆိုရင်တစ်ခါကမီနိုဆိုအဆုံကိုစပြီးတော့အဲတွန်းယူခဲ့တယ်မီနိုကြည့်မယ်ဆိုရင်ဒီပွဲမှာဆိုတော့နောက်နောက်နှစ်ကိုထပ်ပြီးတော့အဲတွန်းယူခဲ့တယ်ဒီနေရာမှာမီနိုကြည့်မယ်ဆိုရင်အဆုပွဲစဉ်မှာဆိုရင်သူကလေဘော့ကစားပြီးတော့6ကိုထိတွန်းယူထားခဲ့ပြီဒီနေရာမှာဆိုရင်ကွင်းလက်တောက်နဲ့ကြည့်မယ်ဆိုရင်ဒါကြီးရတကယ်မှာ ကောင်းမွန်တဲ့ဟိုဆိုဘန်းတစ်ခုလို့အာပြောလို့ရတယ်ဘီနိုကြည့်မယ်ဆိုရင်အမေဆိုတော့နောက်နောက်နှစ်ကိုထပ်ပြီးတော့အာတွင်းယူခဲ့တယ်ဒီနေရာမှာဆော်ပင်ကိုကြည့်မယ်ဆိုရင်မီနိုရဲ့အကွက်နှစ်ကိုဒါပင်တစ်ဖက်ကကျွန်တော်ဒီ channel ရဲ့ on ကိုပေါ်ပြီးကနေမှဆိုရင် over spare spare တစ်ခုနဲ့အနိုင်ရရှိခဲ့တယ်မီနိုတစ်ဖက်ကကျွန်တော်ဆော်ပင်ကိုကြည့်မယ်ဆိုရင် 4C နဲ့ကိုပြက်နိုင်ပါတော့ွယ်အမ်ဖော်ဆောင်နိုင်ခဲ့တယ်ဒီနေရာမှာအီတလီကိုကြည့်မယ်ဆိုရင်သူတို့ကအမေဆိုရင် isdale ကို 3C နဲ့ကိုပြက်နိုင်ခဲ့တယ် အီတလီကိုကြည့်မယ်ဆိုရင်တို့ကကျွန်တော်ဒီပွဲမှာဆိုရင်လူစင်းကိုကြည့်မယ်ဆိုရင်နောက်တနေ့မှာဆိုရင်ဒီလိုရန်ဆိုမန်ချီနီကလပ်ဖီပေါင်းလက်ပေါဝင်လာခဲ့တယ်။ကွင်းလက်ကိုကြည့်မယ်ဆိုရင်တစ်ခါကျွန်တော်တို့ဒီဘယ်လာ ပြီးတော့လိုကာတယ်လီတိုနယ်လီဝင်ဘက်တွေကိုကြည့်မယ်ဆိုရင်ဒီမာကိုနဲ့ကျွန်တော်တို့ဒီကမ်ဘီယာဆိုပါတယ်။တက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်စပါတိုရီနဲ့ကျွန်တော်တို့ဒီဝီတီကိုတော့ပွဲထွက်ခဲ့တာတွေ့ရတဲ့ ဒီဒီဘွဲမှာဆိုရင်အီတလီကိုကြည့်မဲ့ဆိုရင်သူတို့က3 season ကိုပြည့်နိုင်ခဲ့တယ်ဒီနေရာမှာဝီဒီကိုကြည့်မဲ့ဆိုရင်2 goal ထပ်ပြီးတော့သွင်းယူခဲ့တယ်ပေါ်ပြီးကနေမှာဆိုရင်မန်ချီအောင်ဆိုရင်ပေါ်ပေးပေါ်တင်ကိုနဲ့အောင်မဲ့ဆိုရင်3 goal ပြည့်နဲ့အနိုင်ရရှိခဲ့တယ်ဒီအီတလီကိုကြည့်မဲ့ဆိုရင်သူတို့ကကျွန်တော်တို့ဒီအုတ်စုရောက်မဲ့ဆိုရင်သူတို့ကအုတ်စုဘယ်လောက်လဲကျွန်တော်အုတ်စုကျွန်တော်တို့ဒီ I မှာဆိုရင်တော်မဲ့ဆိုရင်သူတို့ဒုတိယနေ့ဒုတိယနေ့ရအုတ်စုရောက်ဖို့ရကတကယ်မှအခြေအနေကောင်းသွားပြီ အီတလီကိုကြည့်မယ်ဆိုရင်တို့ကကျွန်တော်ဖမ်းနေရဲ့ဘွယ်မဲ့ဆိုရင်အခွင့်အရေးအဖြစ်ကြည့်မယ်ဆိုရင်အများကြီးရောမဲ့ဆိုရင်မရှိတော့ဘူးဘာလို့လဲဆိုတော့နော်ဝေကိုကြည့်မယ်ဆိုရင်တို့တမက်ရက်ပြီဆိုရင်တို့အဆုတက်သွားပြီဒီနေရာမှာအောက်ပြမဆိုရင်ချစ်စွဲအောင်သွားပြီဒီနေရာမှာအီတလီကိုကြည့်မယ်ဆိုရင်အမဲ့ဆိုရင်တို့ကပြောဆိုတော့ဆက်ဆက်ပြီးတော့ကစားဝင်မဲ့ဆိုရင်မြားသွားပြီအီတလီကိုကြည့်မယ်ဆိုရင်အမဲ့ဆိုရင်တို့ကနောက်ထပ်ဆင်ထက်ပြီးတော့ကစားဝင်တကယ်မှအချင်းချင်းမြားသွားပြီလို့ပြောလို့ရတယ်ဒီနေရာမှာအီတလီကိုကြည့်မယ်ဆိုရင်တို့ကနိုင်ပွဲဆက်ပြီးတော့ရရှိခဲ့တယ်တစ်ဖက်ကကျွန်တော်တို့ဒီအင်္ဂလန်ကိုကြည့်မယ်ဆိုရင်တို့ကကျွန်တော်တို့ဒီအုတ်စုကေမှာဆိုရင် 5C နဲ့လက်ဘေးရောက်ကိုအနိုင်ရရှိခဲ့တယ်။ဒါမဲ့ဆိုရင်အင်္ဂလန်ကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်ကွာဖလာမှာဆိုရင်ဝရောက်ချီပြန်ခဲ့မှာဆိုရင်ရသွားပြီ။အော်ဆိုချစ်စစ်ပွဲအောင်မြင်သွားပြီ။ဒီကျွန်တော်ဆက်ကွာဖလာတော့ဥပစာအော်ဆိုရင်ပထမဆုံးကျွန်တော်ချစ်စစ်ပွဲအောင်တဲ့အသင်းအာဖြစ်သွားပြီလို့ကျွန်တော်ဒီပြောလို့ရတယ်အင်္ဂလန်ကိုကြည့်မယ်ဆိုရင်တို့ကကျွန်တော်ဒီအုပ်စုအတွင်းမှာဆိုရင်ကျွန်တော်ဒီ9ပွဲ6ပွဲကစား6ပွဲနဲ့အမဲဆိုရင်ပေကိုလုံးဝမရှိတဲ့အမဲဆိုရင် ဘောဖလာချစ်တဲ့ပွဲအမဆိုရင်အောင်မြင်သွားခဲ့ပြီဒီနေရာမှာအီတလီအင်္ဂလန်ကိုကြည့်မှဆိုရင်ဒီပွဲစဉ်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Gordon Hayking ရဲ့သွေးကိုနှစ်ကိုဒါအပြင်တစ်ဖက်ကကျွန်တော်တို့ဒီ Tony Bester အမဆိုရင်သူ့ရဲ့အမဆိုရင် Ongo တကိုရဲ့ပြီးတော့ကျွန်တော်တို့ဒီ Easy ရဲ့သွေးကိုနှစ်အမဆိုရင် Fancy နဲ့ Oyo ကမှဆိုရင် Kobe ရဲ့အမဆိုရင်အနိုင်ရရှိခဲ့တဲ့အင်္ဂလန်ကိုကြည့်မှဆိုရင်တို့ရဲ့အမဆိုရင် Osu စင်အောင်သွားခဲ့ပြီးဆိုရင်ဘောဖလာဝင်ခွင့်ရရှိသွားခဲ့ပြီဒီနေရာမှာအင်္ဂလန်ကိုကြည့်ဆိုတော့မျိုးကျွန်တော်တို့ဒီအာဘောဖလာမှာဆိုရင်ဆွဆောင်ပြမလဲအဲစောင့်ကြည့်ရမယ် ဒီမှာဆိုတူချက်ကိုကြည့်မဆိုဘယ်လိုမျိုးကျွန်တော်တို့အင်္ဂလန်ကိုဦးဆောင်ပြရမလဲဖော်ပြလားဖော်ပြလားမဦးဆောင်ပြရမလဲအဲစောင့်ကြည့်ရတော့မယ်ဒီနေရာမှာဆိုဘယ်လိုမျိုးဖြစ်လာမလဲအဲကြည့်ရောကျွန်တော်ကြည့်ရတော့မယ်တစ်ဖက်ကကျွန်တော်တို့ဒီပေါ်တူဂီကိုကြည့်မယ်ဆိုရင်အော်ဆူ F မှာဆိုရင်သူတို့ဟန်ကေဒီနဲ့အဲတေးသာရရှိခဲ့တဲ့ပေါ်တူဂီကိုကြည့်မယ်ဆိုရင်ဒီပွဲစစ်မှာဆိုရင်သူတို့ကမဆိုဦးဆောင်ကိုစပြီးတော့ပေးလိုက်ရတယ်ဒီနေရာမှာဆိုတော့တော်တော်ထပ်ပြီးတော့တွင်းခဲ့တယ်ကမ်ဘက်ခဲ့တယ်ဒါပေမဲ့ဝီဂနီမှာစပေါ်စလန်လို့ဆိုရင် အခုတန်ချီဘောက်ကတကိုအတွင်းရခဲ့တာတွေ့ရတဲ့ပေါ်တူဂီကိုကြည့်မယ်ဆိုရင်အမဲဆိုရင်ဒီဘွဲကအေးဆေးနိုင်မဲ့ပုံစံတွေဖြစ်တယ်ဒီနေရာမှာဆိုရင်မနိုင်ခဲ့ဘူးအမဲဆိုရင်တမတားအမဲဆိုရင်ရရှိခဲ့တယ်ဒီနေရာမှာဆိုရင်လည်းပြောစီရရှိကြတာကျွန်တော်ဒီမာရီနက်ကိုကြည့်မယ်ဆိုရင်သူကလူစားလေးရဲ့အမဲဆိုရင်အဲအမဲဆိုရင်လူစားလေးရဲ့အမဲဆိုရင်နည်းနည်းကျွန်တော်ဒီပြောရမယ်ဒီဘွဲမှာဆိုရင်ကျွန်တော်မာရီနက်ကိုကြည့်မယ်ဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီဘိုဘင်နီးဘက်ပြီးတော့ကျွန်တော်ဒီဘရူနိုအဲမန်တဲ့အမဲဆိုရင်ကျွန်တော်ဒီထုတ်ပြတယ်ဒီနေရာမှာသူတို့အသင်းကိုကြည့်မယ်ဆိုရင်အမဲဆိုရင် နိုင်ရဲဆိုမဲ့တူဝန်တူဝန်နဲ့ထားတူဝန်နဲ့ထားတာနေရာမှာဆိုရင်ကိုရိုးကြည့်ဆိုရင်ပြတ်သေးဘူးခမဲဆိုရင်ကျွန်တော်ကိုအသိရဲ့ ticket ပြရဆိုရင်အကုန်လုံးထုတ်ပြတယ်ဒီနေရာမှာဝဘီကနီမှာဆိုစပါစစပါစနာဆိုရင်အချစ်ပါကိုတူပြီးတော့တမတေသမက်ရောက်ခဲ့တာတွေ့ရတယ်ပေါ်တူဂီကိုကြည့်မဲ့ဆိုရင်ဆိုတော့သူတို့ကတမတ်တာရရှိခဲ့တယ်ပေါ်တူဂီကိုကြည့်မယ်ဆိုရင်တို့ကကျွန်တော်တို့ဒီ OSU F မှာဆိုရင်ကျွန်တော်တို့ဒီ Labor Casa 3ပွဲနိုင်တပွဲတည်းအမယ်ဆိုရင်ရမယ်စမယ်ပြောဆိုရင်ရထားတွေ့ရတယ်အာပေါ်တူဂီကိုကြည့်မယ်ဆိုရင်အမယ်ဆိုရင်တို့ကတကယ်မှကျွန်တော်တို့ဒီအချင်းတွေကောင်းတယ်လို့အာပြောလို့ရတယ် ဒီနေရာမှာဆိုရင်ပြောမယ်ဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအင်္ဂလန်အင်္ဂလန်ကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုတော့တို့ကကပလာ60ပွဲအောင်သွားခဲ့ပြီဒီနေရာမှာတစ်ဖက်ကကျွန်တော်တို့ဒီဆက်ပင်ပြီးတော့ကျွန်တော်တို့ဒီအီတလီကိုကြည့်မယ်ဆိုရင်ကိုပြနိုင်ပွဲကိုစီရရှိခဲ့တယ်ပေါ်တူဂီကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုတော့ဒေတာရရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီအလမန့်စ်ဘလောက်ပဲကျွန်တော်တို့ဒီကောင်းတော့အာနေလေးဖြစ်ပါစေစီးနေဖြစ်တော့ဝေးတယ်မယ်